မင်္ဂလာပါခင်ဗျာမလ18ရက်နေ့အတွက်ဘွေဝါရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်အမေရိကန်ဂျာဝင်စစ်ဆက်ထားတဲ့ယူကရိန်းနဲ့အပြစ်ခတ်ရစိအစိုးပြုချက်ကိုရုရှားကသဘောမတူသေးတာကြောင့်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ဒီပတ်တဲ့စကားပြောဖို့မျှော်လင့်ထားတယ်လို့အထူးကိုယ်စားလှယ် State Watchdog ကပြောဆိုထားပါတယ် တမရနှူးဟာဒီတပတ်မှာတကယ်ကိုကောင်းမွန်ပြီးအပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေပြုလုပ်သွားမှာပါလို့ဝက်ကော်က CNN နဲ့တနင်္ဂနွေနေ့တွေ့ဆုံမေးမြန်းခန်းမှာပြောကြားခဲ့တာဖြစ်ပါတယ်။အမေရိကန်နိုင်ငံရဲ့ဝင်ကြီးမတ်ကိုရူဘီရိုကရုရှားနိုင်ငံရဲ့ဝင်ကြီးဆာဂီလဘော့ကိုဖုန်းခေါ်ဆုခဲ့တယ်လို့ရုရှားဘက်ကဆိုပါတယ်။သူတို့နှူးဟာပြီးခဲ့တဲ့လတည်းကဆော်ရီအာရေးပြမှာကျင်းပခဲ့တဲ့အမေရိကန်ရုရှားထိပ်သီးဆွေးနွေးပွဲမှာဆွေးနွေးခဲ့ကြပါတယ်။ ဖေဖော်ဝါရီလရဲ့အစည်းအဝေးပွဲမှာရုရှားဟာယူကရိန်းကို2022ခုနှစ်ဖေဖော်ဝါရီလမှာကျူးကျော်ဝင်ရောက်ပြီးတဲ့နောက်အမေရိကန်နဲ့ရုရှားတို့ကြားပထမဆုံးအဆင့်မြင့်တွေ့ဆုံမှုလည်းဖြစ်ပါတယ်။ဆာဂီလီဘောနဲ့မာကိုရူဘီရိုတို့ဟာဆက်လက်ဆွေးနွေးဖို့ချိတ်ဆက်ခဲ့ကြတယ်လို့ရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနကပြောကြားခဲ့ပြီးအမေရိကန်ရဲ့အကြံပြုထားတဲ့အပြစ်ခတ်ရစဲနဲ့ပတ်သက်ပြီးတော့ဖော်ပြခဲ့ခြင်းမရှိပါဘူး။ သူတို့နှူးကယူကရိန်းနဲ့ပတ်သက်ပြီးနောက်ထပ်အဆင့်အကြောင်းအရာတွေလည်းဆွေးနွေးခဲ့ကြတယ်လို့နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူတမ်မူဘရော့စ်ကစနေနေ့မှာပြောကြားခဲ့ပါတယ်။ Sorry အာရပြနိုင်ငံဂျန်နာမှာဆွေးနွေးပြီးတဲ့နောက်ရပ်ပေါင်း30ကြာအပြစ်ခတ်ရစေးအစုပြုချက်ကိုအမေရိကန်ကဒီတစ်ပတ်အတွင်းတွန်းအားပေးနေတုန်းမှာပဲအပြန်လန်ဖလှယ်မှုတွေထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ယူကရိန်းသမ္မတဇလန်စကီကအဆိုပါအစီအစဉ်ကိုလက်ခံပေးမယ်လဲအပြစ်ခတ်ရစေးအတွက်ပူတင်ကဂရိကူကိုမရှိသေးပါဘူး။ ဇလန်စကီကရုရှားဟာစစ်ပွဲကိုအဆုံးသတ်လိုခြင်းမရှိဘူးလို့ဆွဆွဲပြီးရုရှားဟာအပြစ်ခတ်ရစေသဘောတူခြင်းမပြုခင်စစ်မျက်နှာမှာသူတို့ရဲ့အခြေအနေကိုပုံမကောင်းမအောင်လှုံ့ဆော်ဖို့လိုနေတယ်လို့ပြောဆိုခဲ့ပါတယ်။ယူကရိန်းတောင်ပိုင်းနဲ့အရှေ့ပိုင်းရဲ့နေရာအချို့ကိုသိမ်းပိုက်ထားတဲ့ရုရှားဟာအရှေ့ကျန်းရဲ့အချို့နေရာတချို့မှာအချိန်ဟုန်နဲ့လှုံ့ဆော်လာတာကြောင့်ဒီအဆိုပြုချက်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ပူတင်ကတော့သူဟာရုရှားရဲ့စိုးရိမ်မှုကိုထရန့်နဲ့ဖုံးခိုဆူမှုမှာဆွေးနွေးလိုကြောင်းပြောကြားခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွင်ကယ်ဆယ်သမားတွေသေဆုံးခဲ့တယ်လို့ပရာဟိတာအဖွဲ့တွေကပြောဆိုလာပါတယ်။ဂါဇာကမ်းမြောင်မှာအစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွင်းလူမှုကွန်ရက်အဖွဲ့တစ်ခုမှကယ်ဆယ်သမားတွေသေဆုံးခဲ့ကြောင်း UK မှာမှတ်ပုံတင်ထားတဲ့ကယ်ဆယ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Alkind Foundation က BBC ကိုပြောကြားခဲ့တယ်လို့သိရပါတယ်။စနေနေ့ကသူရဲ့ရှင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်ခံရချိန်မှာသူရဲ့စေတနာဝန်ထမ်းတွေနဲ့သတင်းတောက်တွေအပါအဝင်လူရှိဦးသေဆုံးခဲ့တယ်လို့ပရာဟိတာအဖွဲ့ကပြောကြားခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးအစ္စရေးဘက်ကသူတို့တပ်ဖွဲ့ဝင်တွေကိုချင်းချောက်မှုဖြစ်စေတဲ့ဒရုန်းနဲ့တိုက်ခိုက်တဲ့ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့အကြမ်းဖက်သမား2ဦးကိုပြစ်မှတ်ထားလုပ်ကြံခဲ့တာဖြစ်တယ်လို့အစ္စရေးစစ်တပ်ကပြောကြားခဲ့ပြီးတဲ့နောက်အခင်းဖြစ်ပွားရာကိုရောက်ရှိလာတဲ့နောက်ထပ်အကြမ်းဖက်သမားတွေကိုပြစ်မှတ်တိုက်ခိုက်ခဲ့တာလို့ပြောကြားခဲ့ပါတယ်။သူတို့အဖွဲ့ရဲ့အဖွဲ့ဝင်တွေဟာအကြမ်းဖက်သမားတွေဖြစ်တယ်ဆိုတဲ့ဆွဆွဲချက်ကိုပရဟိတအဖွဲ့ကတော့ပယ်ချထားပါတယ်။ ကင်ဆန် research အမကအဖွဲ့ဟာအဲ့ဒီနေရာမှာတဲရီတိဆောက်ပြီးသူတို့အဖွဲ့ရဲ့ကြိုးပမ်းမှုအတွက်မှတ်တမ်းတင်ဖို့အဲ့ဒီနေရာကိုရောက်ရှိနေတာလို့ဆိုပါတယ်ဗီဒီယိုတီးဖြတ်သူတဦးနဲ့ကင်မရာဆရာတဦးတို့လည်းတိုက်ခိုက်မှုတွင်သေဆုံးသွားတယ်လို့ပါလက်စတိုင်းသတင်းထောက်တွေထံမှသိရပါတယ်သတင်းမှန်တွေပေးပို့ဖို့နဲ့အစ္စရေးရာဇဝတ်မှုတွေကိုကမ္ဘာသိအောင်ထုတ်ဖော်ဖို့ကြိုးစားနေတဲ့ပါလက်စတိုင်းသတင်းထောက်တွေကိုစနစ်တကျပြတ်မှတ်ထားတာဖြစ်တယ်လို့သတင်းထောက်အဖွဲ့အစည်းကဆွဆွဲခဲ့ပါတယ် တိုက်ခိုက်မှုတွင်အခြားအများပြားဒဏ်ရာရရှိခဲ့ပြီးဂါဇာကမ်းမြောင်မြောက်ပိုင်းရှိအင်ဒိုနီးရှားစစ်ရင်ကိုပို့ဆောင်ခဲ့ကြောင်းဟာမတ်အဖွဲ့မှကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ဟာမတ်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဟက်ဆမ်ကဆန်ကအစ္စရေးဟာဂါဇာကမ်းမြောင်မြောက်ပိုင်းမှာကျောင်းမဖွယ်ကောင်းတဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုကိုကျူးလွန်ခဲ့တယ်လို့ဆွဆွဲခဲ့ပါတယ်။အစ္စရေးနဲ့ဟာမတ်တို့ကြား15လကြာတိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်ဇန်နဝါရီလကတည်းက အပြစ်ခတ်ရက်စဲထားပေမဲ့လည်းလုပ်ငန်းစဉ်မှာအစဉ်စဉ်တိုင်းဖြစ်မနေတာကြောင့်သူတို့ရဲ့အနာဂတ်မှာမရင်မယားဖြစ်နေတယ်လို့ BBC သတင်းဌာနကဖော်ပြထားပါဗျာခင်ဗျာကျွန်တော်ကိုထပ်ပါ